ဖြစ်ပေါ်တဲ့နေရာမှာရှိနေတဲ့ဟိုဟိုဟိုပေါ်လေလူနေလူနေအဲလူနေထိုင်မှုအခြေအနေရဲ့ပေါ်မှာတွားတွားပြီးတော့မူတည်တာဆိုတော့အဲ့လိုမျိုးဖြစ်တဲ့နေရာနဲ့အဲ့လိုမျိုးလူနေထိုင်တဲ့ဟာနဲ့ကနီးတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးထိကပ်မှုပုံပုံများပြီးတော့ဟိုပါပေါ်ဝေးတယ်ဆိုလို့ရှိရင်ထိကပ်မှုနေတာပေါ့ဆိုတော့အဲ့ဒီဘကိုးတုံးကဖြစ်တော့လည်းအဲ့လိုမျိုးပါပဲအဲ့ဒီတုံးကတုံးကဘကိုးမှာတိတ်ပြီးတော့အဲ့ဒီအသောဦး အကြီးကြီးတွေတိတ်တိတ်ပြီးတိတ်ပြီးတော့မရှိသေးဘူးရန်ကုန်မှာကျတော့တော့အဲ့လောက်လောက်ကြတရားစပြီးတော့ကျွန်တော်တို့အုတ်တိုက်တွေပါတွေကတော်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 လေးအထက်နည်းနည်းမြင့်နေပေါ့၄၅ဓာတ်တွေကျွန်တော်စပြီးတော့စောင့်နေတဲ့အချိန်မျိုးဆိုတော့ဆိုတော့လှုပ်တာကတော့ဘကုနာမှာလှုပ်သွားတယ်ဒါမဲ့လေလေထိကြိုက်တာဒါကကျတော့ရန်ကုန်မှာအဆောက်ပုံများတယ်လူပုံများတဲ့အတွက်ကြောင့်ပို့ပြီးတော့ထိကြိုက်တာများသွားတာဆိုတော့ဆိုတော့အဲ့လိုမျိုးအခြေအနေမှာဆိုတော့အခုအခြေအနေမျိုးမှာလည်းအဲ့လိုမျိုးအလားတူ ပြင်းထန်တဲ့ပြင်းထန်တဲ့ငလျင်မျိုးလှုပ်လာတယ်ဆိုလို့ရှိရင်လေဘကိုးမှာပဲလှုပ်လို့စစရလိုပဲစကိုင်းဖော့လမ်းကြောင်းပေါ်မှာမလှုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီရန်ကုန်မှာလဲသွားပြီးတော့ထိခိုက်နိုင်တဲ့အခြေအနေရှိပါတယ်ဆိုတော့အခုဆိုရင်တော့အဲ့ဒီတိုက်တာစောက်ဦးတွေလည်းပုံများများလာတဲ့အတွက်ကြောင့်ထိခိုက်မှုကတော့ပို့ပြီးတော့များများလာနိုင်တာပေါ့ဒူနေရလည်းပို့ပြီးတော့စိတ်လာပြီလေဆိုတော့ဒါအတွက်လည်းတစ်ဖက်မှာလည်းဟိုပါ ဟိုပါပေါ့လေကျွန်တော်တို့ဒီအစာအုပ်တွေစောက်တဲ့အချိန်မှာပို့ပြီးတော့ခံခံမှုရှိအောင်နောက်ပြီးတော့ဒီလိုဟိုပါပေါ့လေငလျင်လာနိုင်တဲ့ပြင်အားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဟိုပါပေါ့လေဒီဇိုင်းလုပ်နိုင်ဖို့အတွက်ကို building code တွေပါတွေ့ကျွန်တော်စပြီးတော့လုပ်လုပ်ခဲ့ပါပြီဆိုတော့ကျွန်တော်စဆွဲတာ2012လောက်ကနေစပြီးတော့ကျွန်တော်တို့ဟိုပါပေါ့လေအကျန်းစပြီးတော့တုတ်တယ်2020မှာကျွန်တော်တို့က officially ကျွန်တော်တို့ဟိုပါပေါ့လေ building code ဆိုပြီးကျွန်တော်တို့ထုတ်ခဲ့တယ် တော့ဒီနှစ်မှာလည်းအခုအခုလောလောဆယ်ကိုပဲကျွန်တော်တို့2025မှာကျွန်တော်တို့ထွက်နိုင်မှုဆိုပြီးတော့ကျွန်တော်တို့ဟိုပါပေါ့လေပြန်ဟိုပါပေါ့လေ update လုပ်နိုင်မှုဆိုဆိုဆိုပြီးတော့ပြီးတော့ကျွန်တော်အခုလောလောဆယ်ဆွေးနွေးနေကြတာတွေရှိပါတယ်ဆိုတော့ဒီဒီကုတ်တွေပုံမှာကတော့မြို့အလိုက်ပေါ့နော်ရန်ကုန်ဆိုလဲရန်ကုန်လိုက်မန္တလေးတောင်ကြီးအဲ့လိုမျိုးမြို့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 အလိုက်မှာရှိနေတဲ့အဲ့ဒီဖြစ်လာနိုင်တဲ့ ငလျင်ရဲ့ပြင်အားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အစာအုပ်တွေကိုကိုတက်ချက်ပြီးတော့ခိုင်ခံ့အောင်စောက်ဖို့ဆိုပြီးတော့ဒီဒီဒီကုတ်တွေကတွေကရည်ရွယ်တာပါအဲ့ကဘီကလေးအဲ့ကဟိုဟာဟိုနော်နော်ဆယ်ရိုဒီဇိုင်းမှာလုပ်ရတယ်တွေ့တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အခုကပြန်ပြီးတော့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  update လုပ်တာဟုတ်တယ်သဘောဆိုတယ်ဟုတ်ပါအဲ့တော့မိကတော့တကယ်လက်တွေ့မှာဟိုပေါ့နော်အတော့ ဟောဘယ်လိုပြောလဲဒီ character တွေတအားများလာတယ်ဟုတ်တယ်ဆိုတော့တကယ်လူတွေမှာအသုံးဘယ်လိုပြောလဲအသုံးချနေကြရလားတကယ်လို့အသုံးချကြရလို့ဆိုရင်တော့ဘယ်လိုပေါ်လဲမျိုးကြီးရှိနေတယ်ဟုတ်တယ်ကျွန်တော်တို့ဟိုဟာအဲ့ဒီမှာလေလေကျွန်တော်တို့ဟိုဟာမေးတာကောင်းပါတယ်တကယ်ဘယ်လိုကောင်းလဲရည်ရွယ်တာနဲ့တကယ်ဟိုဟာပေါ့လေဖြစ်နေတဲ့ဟာနေရဘယ်လိုကောင်းလဲဒီဆက်စပ်ချင်းအချင်းဆိုရင်တော့ရည်ရွယ်တဲ့အတိုင်းကတော့ဟိုဟာပေါ့လေဖြစ်လေဟိုဟာပေါ့အဲရောက်ဖို့က ခက်တာပေါ့နော်ဆိုတော့ဒီ building code တွေစပြီးတော့ရည်ရွယ်ခဲ့တာလေအဲ့ဒါအဲ့ဒါပါပဲကျွန်တော်တင်တဲ့2000အာ2000တခုနှစ်နှစ်ခုနှစ်သုံးခုနှစ်လောက်ကစပြီးတော့ရန်ကုန်မြို့မှာအဲ့ဒါမျိုးအထက်မြင့်တွေစောက်ဖို့ဆိုပြီးတော့စပြီးတော့ဖြစ်လာခဲ့လေဖြစ်လာတဲ့အချိန်မှာအဲ့အဲ့လိုအထက်တွေမြင့်လာပြီဆိုလို့ရှင်တော့ဒီအရမျိုး upgrade တို့ပါလို့ထည့်ထည့်ပြီးတော့တွက်ချက်ဖို့လိုတယ်ဆိုပြီးတော့အဲ့တော့ အခုစုံသွားတဲ့ဆရာဆရာကြီးဥတ္တမြင့်ပေါ့သူကနေစစပြီးတော့အထက်မြင့်ကော်မတီဆိုပြီးတော့ဟိုပါပေါ့လေအစိုးရကို ကို propose လုပ်ပြီးတော့ဒီစပြီးတော့ design တွေကိုစီစစ်ဖို့ဆိုပြီးတော့သူသူစလုပ်ခဲ့တယ်အဲ့ဒီလောက်ကစပြီးတော့ကျွန်တော်တို့ကအဲ့ဒီဟိုပါပေါ့လေငလျင်တန်းခံနိုင်တဲ့အဆောက်ကိုတွေကိုတွက်ချက်ဖို့ဆိုပြီးတော့စပြီးတော့ဖြစ်လာတာပေါ့ဆိုတော့ဆိုတော့ဆိုတော့အဲ့ဒီကနေပဲဆက်ပြီးတော့အကျိုးဆက်အနေနဲ့ကျွန်တော်တို့အခုလိုမျိုး building code တွေပါလေလှုပ်လာနိုင်တာပေါ့ဆိုတော့ ဒီဒီအဟောပါလေလက်တွေ့မှာကျွန်တော်တို့ဘလို့အာဟောပါလေဘလောက်အထိအောင်ကျွန်တော်တို့တည်တည်ဝင်ဝင်အကင်တွင်နိုင်လဲဆိုတဲ့ဟာကတော့ဆက်စချင်းကြီးရတာကအထက်မြင့်တွေအတွက်ကိုရည်ရွယ်ပြီးတော့လှုပ်လိုက်တဲ့အတွက်ကြောင့်အဲ့လိုမျိုးအထက်မြင့်ဆိုရင်ကျွန်တော်စချင်းတော့ဆိုရင်တော့ကိုတက်နဲ့အထက်ပေါ့အခုဆိုဆိုရင်တော့ကျွန်တော်တို့အထက်မြင့်တွေကများလာတော့အာ12ထက်ထက်မြင့်တဲ့ဟောပါလေအစောက်ဦးတွေကိုကျွန်တော်တို့ရင်တော့ ဟိုပေါ့ CQHP ပေါ့အခုကတော့ကျွန်တော်တို့ HPBC ဆိုပြီးတော့ပြောင်းပြီးတော့ခေါ်လိုက်တယ်အထက်မြင့်တဲ့အဲဒီဒူအမ်ဒူအများစုနေတိုင်းတဲ့အဆောက်အဦတွေကိုစစ်ဆေးရအဖွဲ့ပေါ့ဆိုတော့သူကနေပြီးတော့စစ်ဆေးပေးတဲ့အတွက်ကြောင့်အဲ့လိုမျိုးအဆနထက်တဲ့မြင့်တဲ့အဆောက်အဦတွေရတော့ကျွန်တော်တို့အဲ့လိုမျိုးစစ်ဆေးပြီးမှမှဟိုဟိုပေါ့လီပါမစ်ပေးတဲ့အတွက်ကြောင့်သူကတော့ဒီ အတွက်ချက်ပြီးတော့တိဆောက်တဲ့ဟာလို့တော့ကျွန်တော်တို့ပြောပြောလို့ရတာပေါ့เนาะဆိုတော့သူတဲ့နေတဲ့အစောက်တွေတွေ့ကြတော့အရင်တော့အဟိုဘာပေါ့လေအခုတည်းအောင်ပေါ့အဲဒီ YCTC မှာလည်းအထက်မြင့်ဟိုဟိုဟာရှိပါလေယုံယုံရှိပါလေဆိုတော့သူတို့ကနေပြီးတော့ဟိုဘာပေါ့လေစစ်စစ်ပေးတယ်ပေါ့ဆိုတော့သူတို့ကလည်းဒီအမ်ကျွန်တော်တိတ်မမှတ်မိဘူးဗျ၆ထက်နဲ့အထက်လာတော့ မတည်ဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါမျိုးတွက်ချက်မှုပုံစံနဲ့ပါနေအကုန်လုံးတင်ရတယ်ဆိုတော့အဲ့ဒါလည်းသူတို့ဟိုပါပေါ့လေစစ်စစ်ပြီးမှတိစောက်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကြားထဲမှာကျွန်တော်လွတ်နေတဲ့ gap ပါကြတော့ဘာလဲဆိုတော့ဒီ၄တဲ့၅တဲ့၆တဲ့အဲ့ဒါမျိုးဟိုပါပေါ့လေ၈ထက်လောက်ထိအောင်ရှိနေတဲ့အဆောက်အဦတွေကတော့ဒီဒီဒီကြားထဲမှာအာစစ်စစ်တဲ့ဟာလည်းရှိတယ်ဟိုပါလေကျွန်တော်ထင်တယ်မစစ်စစ် နိုင်သေးတာမျိုးတွေလည်းရှိနေမယ်လို့ထင်တယ်။အဲ့ဒီဟာရဲ့ green shape ဟိုပါလေဘယ်ထက်လောက်ဆိုရင်တော့ဘယ်ကနေပြီးတော့စစ်စစ်တဲ့ပါညာဆိုတဲ့ဟာတော့ကျွန်တော်ဟိုပါလေအသေးစိတ်တော့ကျွန်တော်သိပြီးတော့မသိဘူး။ဆိုတော့အဲ့ဒါလေးတွေကတော့နည်းနည်းလေးအဲ့ဒီကျိုးနေရာလေးတွေမှာလောကုံလည်းအေးတွဲကလည်းများတာဘူး။ညာတော့ကျတော့ဟိုကအဆောက်များတာလည်းအဲ့လိုမျိုး၆ထက်လေးတွေပါလေးတွေကပို့ပြီးတော့အဆောက်များတော့အဲ့ဒီအဆောက်များတဲ့ဟာတွေကိုစစ်တဲ့ အဖွဲ့ရလည်း limited ဖြစ်တယ်။သောက်တဲ့ဟာလည်းများများများတော့အဲ့ဒီဟာကတော့လေတချို့ဟာလေးတွေကဒီတည်တည်ချာချာမစစ်စစ်နိုင်သေးတဲ့အခြေအနေမျိုးလေးရှိမယ်လို့ထင်ပါတယ်။ဆိုတော့ပိုဆုံးရေးစရာကောင်းတာကျွန်တော်တို့အဲ့လိုမျိုးပေါ့ဒီအများစုစောက်တဲ့အစာအုပ်တွေကကျွန်တော်တို့6ထပ်နဲ့အောက်ပိုင်းလေးတွေပဲစောက်ဟိုပါပေါ့လေဟိုပါပေါ့လေအများစုစောက်တယ်အဲ့ဒါတွေကိုလည်း အရေးအတွက်များလုံးကကြီးရကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ရောနောက်ပြီးတော့ authority အနေနဲ့ရောနောက်ပြီးတော့ engineer တွေအနေနဲ့ရောတေချာကြီးကြပ်ပြီးတော့ဟိုပါ policy စောင့်နိုင်မှုကလည်းဟိုပါ policy အားနည်းချက်တွေရှိမယ်လို့ထင်တယ်ဆိုတော့အဲ့လိုမျိုးအစအဦးတွေကဒီဟိုပါ policy quality အနေနဲ့ရကျွန်တော်တို့ဟိုပါ policy တပြေးညီကျွန်တော်တို့စောင့်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 တင်တယ်ပေါ့နော်ဆိုတော့ဒီနေရာတွေကအဲ့လိုမျိုးငလျင်ကြီးတွေလာနိုင်တဲ့အခြေအနေမျိုး ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလာနိုင်တဲ့အားတွေကိုခံနိုင်လောက်တဲ့ကျွန်တော်တို့အစားအသောက်တွေတော့ဟိုပါပေါ့လေဖြစ်ဖို့အကောင်းလာပါ